ကဲ့ပါကျွန်တော်တို့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ OSU B ရဲ့ပေါ့နော်အာပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့9လပိုင်း16ရက်နေ့ညနေ4:00နာရီ3:00နာခွဲမှာရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့မဟာယူနိုက်တက်တင်းနဲ့ရန်ကုန်ယူနိုက်တက်တင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုကိုမင်းသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါဒါဒီပွဲစဉ်လေးမှာကစားခင်မှာဒါဒီ OSU B ရဲ့ဒါနောက်ထပ်စဉ်တစ်ယောက်ခွင့်အတွက်တော်တော်လေးကိုပဲဒါရေပန်းစားခဲ့တဲ့အသင်းနဲ့တင်းရဲ့ထိတ်တဲ့တွေ့ဆုံမှုဖြစ်တယ်ဒါရေပန်းစားတဲ့အတိုင်းလည်းလက်ရှိမှာဆိုလို့ရှင်ဒါရန်ကုန်ယူနိုက်တက်တင်းကရမှတ်9မှတ်ရထားတယ်မဟာယူနိုက်တက်တင်းကတော့ရမှတ်4မှတ်နဲ့မပီဆယ်ဒုတိယနေ့မှာချက်တင်နေတာတွေ့ရတယ် မာဂနက်တင်ကတော့ပြီးခဲ့တဲ့ဒီရန်ကုန်ရိုင်းရဲ့အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှင်တော်တော်လေးတို့တွေနဲ့ခက်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 ရှုံးခဲ့ကြတယ်နော်ကြောင်ကစားခဲ့တာတွေ့ရတယ်မာဂနက်အတင်အဲ့ဒီနဲ့ပွဲစမှာဆိုလို့ရှိရင်ဒီပထမပိုင်းမှာဆိုလို့ရှိရင်တော်တော်လေးကိုပြပစီကစားပြီးတော့ကြတော့ဟိုပွဲကိုဆိုးမှုပြီးတော့ကစားနိုင်ခဲ့တာတွေ့ရတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ပြောင်းပြန်ပြန်ဖြစ်ပြီးတော့ဒါ ဒီလီဒူကလပ်ဒါရဲ့ရန်ကုန်ရိုင်းအသင်းရဲ့ပြန်ပြီးတော့ PRP ကစားခြင်းကိုခံရတယ်။မဟာယူနိုက်တက်အိုက်တန်ပွဲစားမှာဆိုလို့ရှိရင်ဒါနောက်ကျဒီပနီဒီ6ချောင်းသာသူတို့အနေနဲ့ဒီအသက်ရှင်ချောင်းလိုက်လို့ပြောလို့ရတယ်။အာဒီလိုမှမဟုတ်ဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ဒီပြန်ပွဲမှာအာစောစောစီစီအာနောက်ဆက်ရမယ့်အနေအထားတစ်ခုတောင်းချောက်သွားနိုင်တယ်ပေါ့နော်။အာမဟာယူနိုက်တက်ရဲ့တစ်ခုရှိတာဒီပွဲစားမှာတကယ်တကယ်အရေးကြီးတဲ့ကစားရမယ့်ပွဲစားမှာဆိုလို့ရှိရင်အာဒီတိုက်စစ်ပိုင်းကတက်နိုင်လို့အခုဒီအောင်မင်းသူတို့ပွဲပယ်ချောင်းမပါနိုင်ဘူး။ဒီတစ်ခုကဒါမဟာယူနိုက်တက်တင်းတဲ့ ဒါအားနေချက်တခုဖြစ်နေစရာပဲရန်ကုန်လိုက်တဲ့အင်းတွေဒါအခွင့်အရေးကောင်းတစ်ခုဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်ရန်ကုန်လိုက်တဲ့တင်ကလည်းလက်ရှိမှာမက်ပီစီယာရဲ့အာအစင်တနေမှာရမခုနမှတ်နဲ့ရက်တည်နေတဲ့အာပလေယာကောင်းတွေလည်းခေါ်ယူထားတဲ့အသေးတစ်ခုတင်းတင်းဖြစ်တဲ့အခါကျတော့အာနောက်တစ်ခုကဒီထက်တွေ့ရမှာတော့ဒီရန်ကုန်လိုက်တဲ့တင်ကဒါဘာရစီအကွင်းနဲ့တည်းသူ့အနောက်ဘက်မှာကစားမယ်ဆိုလို့ရှိရင်သူ့အနောက်ဘက်မှာကစားရတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါရန်ကုန်လက်တဲ့တင်ကပို့ပြီးတော့ခြေစွမ်းပြပြီးတော့ကစားနိုင်တဲ့နေရာတစ်ခုလေးရှိရတဲ့တွေ့ရတယ်ဗောနော်ဒီနေရာတစ်ခုကြောင့် အာမာယူနဲ့အတင်ကိုပို့ပြီးတော့ကြတော့ဖိဖိကစားနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါမာယူနဲ့အတင်ကိုအထင်သေးလို့ပြောတာမဟုတ်ဘူး။မာယူနဲ့အတင်မှာဆိုလို့ရှိရင်ခုနကပြောသလိုမျိုးပဲဒါပွဲပဲပြစ်တယ်ကြခံထားတဲ့ကစားသမားကြီးလည်းရှိနေတယ်ဒီအနေထားတစ်ခုကိုဒါအနေပြကြဦးစော်လင်းတို့အနေနဲ့ဘလို့ဖောက်တက်ပြီးတော့ကြဒီပွဲစဉ်ကိုရန်ွေရတဲ့အချိန်ဘလို့အကောင်းဆုံးတုံ့ပြန်ရင်ဆိုင်သွားမလဲဆိုတော့ကျွန်တော်တွေဆက်လက်ဆောင်ကြည့်ခြင်းနဲ့ခုတော့ကြတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးထုတ်သက်ပြပါဦးခင်ဗျာမဟာအသင်းကကျွန်တော်တို့အုပ်စုတက်ဖို့ဆိုရင်ဒီပွဲကိုကျွန်တော်တို့အနည်းဆုံးတမန်လောက်ရထားဖို့လိုတယ်ပေါ့နော်ဒါဒါမှအချိန်ကြီးကောင်းပဲသူအုပ်စုနောက်ဆုံးပွဲစဉ်ကတော့ဒါ AR နဲ့ကြံသေးတယ် တယ်ပေါ့နော် AI နဲ့ကြံသေးတယ်ဆိုတော့အော်ဘလိုပဲဖြစ်ဖြစ်ဟိုထပ်ပြီးတော့ဟိုထက်ညှက်အောင်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဒီမှာတမန်လောက်ရထားမယ်ဆိုရင်မဆိုးဘူးပေါ့နော်အဲ့တော့မဟာသင်းအနေနဲ့ဆွမ်းနာဟိုပွဲပယ်ပြစ်တန်ကြောင်ပလေယာတွေလည်းပါနေသလိုဟိုဘလိုပြောမလဲအဲဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဘွဲမှာနည်းနည်းလေးသူတို့အမှတ်ရသလောက်ယူထားနိုင်မှာအဆင်ပြေမှာတစ်ဖက်ကရန်ကုန်ကြည့်မဟိဆိုရင်ရန်ကုန်ကလည်းဒါသူတို့အတွက်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့အတွက်ဒေသပေါက်သူတို့ သူတို့အနေနဲ့စိတ်ချလက်ချဖြစ်ကျင်နေဆိုရင်နိုင်ထားလိုက်မဟိတ်ဆိုရင်စိတ်ချလက်ချဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီရေတမတ်ဆိုရင်တော့သူတို့အုပ်စုကတက်တော့တက်မယ်ဒါပေမဲ့အုပ်စုပထမဖြစ်ချိန်မှာဖြစ်မယ်ပေါ့နော်အဲ့လိုနေထားရရှိနေသေးတယ်အဲ့တော့ရန်ကုန်ဘက်ကိုပြန်ပြီးကြည့်မဟိတ်ဆိုရင်လုံးဝနိုင်ထားလိုက်ပြီဟိတ်ဆိုရင်စိတ်ချလက်ချနဲ့အုပ်စုတက်ရမယ်ဒါပေမဲ့ရန်ကုန်ကစားနောက်ဆုံးကစားထားတဲ့စောနာကူဝန်ပြောသူပေါ့နောက်ဆုံးကစားထားတဲ့ဘွဲမှာဆိုရင်ရန်ကုန်လိုက်တဲ့တင်းနေတဲ့အရာတွေတင်းကိုပေါ့နော်သူတို့တကူးကူးမရှိနဲ့ပဲနိုင်ခဲ့တယ် အသင်းဒီလိုဟိုပလေစင်ကစားကွက်ကနေကိုရတာမျိုးမဟုတ်ပဲနဲ့ဒီတေကန်ဘောကနေကိုကိုကိုတွင်းပြီးတော့ဟိုသူတို့ကိုရခဲ့လိုက်တယ်ပေါ့ကျွန်တော်မြင်ချင်တာတော့အေရာဝတီအသင်းကိုတိတက်ပို့ပြီးတော့ကိုသွင်းတာမြင်ချင်တယ်ဘာလို့လဲဆိုတော့ရန်ကုန်ကဒီနေ့ခေါ်ထားတာကတကယ်ကစားသမားကောင်းတွေကြီးပဲခေါ်ထားတယ်အသင်းကြီးသင်းလည်းဖြစ်တာကြောင့်ဖြစ်တာဖြစ်တဲ့အတွက်အသင်းကြီးနဲ့အလေလက်အသင်းနဲ့ရှင်ကွာကွာနေရမှာဂိုးတွေလည်းရအောင်ရနေရမှာဒါပေမဲ့အဲ့လိုအနေထားမျိုးကိုမရသေးဘူးပေါ့နော်ရန်ကုန်နေနဲ့တိထပ်ပို့ပြီးတော့ကောင်းဖို့တော့ လိုသေးတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်တစ်ဖက်ကမဟာယူနိုက်တက်တင်းကိုရန်ကုန်နေနဲ့ short တွက်လို့မရဘူးအမှတ်ပေးပြန်ပွဲမှာဆိုရင်လည်းရန်ကုန်ကိုကောင်းကောင်းအခတ်တွေ့အောင်ကစားထားနိုင်တဲ့မဟာသင်းဆိုတာကိုမေ့လို့မရဘူးနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါအုပ်စုတက်ဖို့အတွက်စိတ်ချလက်ချဖြစ်ကျင်တဲ့ရန်ကုန်ကအမှတ်သုံးမှတ်လိုနေတယ်တစ်ဖက်ကမဟာသင်းကလည်းအုပ်စုတက်နိုင်ဖို့အတွက်အမှတ်လိုနေတယ်အဲ့တော့အမှတ်လိုနေတဲ့အသင်းနဲ့အသင်းရဲ့ပွဲကလည်းထပ်ပြီးတော့ကြည့်ကောင်းမဲ့ပွဲကောင်းတစ်ပွဲလို့ကျွန်တော်အနေနဲ့ညွှန်ပြပါရစေဟုတ်ကဲ့ပါ